မနေ့ကတော့ကျွန်တော်တို့ KNU KNL နဲ့ PDF အမိကန်အကျမ်းဖက်တောင်းញမ်းသူတွေယာယီထိမ့်ချုပ်ထားတဲ့၄ GB ဒေတာရှုခင်းတာနဲ့ဆွဲတော်ကုန်းစခန်းပြန်လည်သိမ့်ပိုက်ရရှိရနဲ့ကျွန်တော် KK Pack မှာတရားမဝင် လုပ်ငန်းများမရှိစေရည်နေနေစုံမွေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တရင်ကိုထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဒီနေ့မှလည်းမီဒီယာများရဲ့ ဒီကေကေပတ်နဲ့ပတ်သက်ပြီးမိโกများမိန်းများလာတာရှိပါတယ်။ဒါတွေကိုတပေါင်းတစည်းတဲ့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ပထမဆုံးတော့ကေကေပတ်ရဲ့တမိုင်းကြောင့်နဲ့ကေကေပတ်ဖြစ်လာတဲ့ကိစ္စတွေပြောပြလိုက်ရင်အားလုံးရှင်းလင်းသွားမှာဖြစ်ပါတယ်။ကေကေပတ်ဆိုတာတော့မြဝတီမြို့တောင်ဘက်မေထော်တလေးကြီးရွာနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြကံပေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှုပ်ရှားနယ်မြေမှာ ရှိတာဖြစ်ပါတယ်။ PGF ကရွှေကုတ်ကုံမြို့သိစီမံကိန်းဆိုတော့မြောက်ရီမြို့ရဲ့ကျွန်တော်တို့မြောက်ဖက်မှာရှိတာပဲဖြစ်ပါတယ်။ KGP မြို့သိစီမံကိန်းရဲ့အနောက်ဘက်မှာတော့၄ကီကောမြို့သိရှိပါတယ်။အဲ့မှာတော့ဒါငញ្ញဲအကျိုးပန်းမှုအထိမ်းအမှတ်ဖြစ်ကရင်ပြည်နယ်အစိုးရဖွဲ့ဝင်ကြီးချုပ်တဲ့ KNU ရခင်ဥက္ကဋ္ဌ ဆောမှုဒူစေဘိုးတို့ကဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်သိမ်းပိုက်ပြီးနေဂန်ဒီကိုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူပြုအဖွဲ့တွေပဲနေနေတာဖြစ်ပါတယ်ကေကေဘချင်းမန်ငင်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလအီအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုတို့ ကနဦးလောက်ွက်အတွက်လုပ်ငန်းမြေငားရန်ကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲ့သဘောတူစာချုပ်ရဲ့မြေငားပေးသူတည်သက်တွေများမှာပူလီအလင်ဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖရိုးစောကောထူဝင်းက KNU ဗန္ဒာရေးကော်မတီဘိုးအနေနဲ့လက်မှတ်ရေးထိုးထားပြီးရခင် KNU ကာကွယ်ရေးဌာနတာဝန်ခံပုံမူကြီး စောရောဂျာခင်ကလည်းကီယန်ယူဘန္နာရေးကော်မတီဘူအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်မှာ9ရန်လို့တဲ့မြေစုစုပေါင်းဧက100ခန်းကို နှစ်ပေါင်း35ရန်ပို့သဘောတူထားကြတာကိုလည်းတွေ့ရပါတယ်။ဒီစာချုပ်တွေဟာအခိုင်အမာ ရှိနေတဲ့စာချုပ်တွေဖြစ်ပါတယ်။စာချုပ်ပါအချက်လက်တွေအရဆိုရင်တေဧကကိုတစ်နှစ်ဘတ်3500လုံးတဲ့မြေတရားဧကအတွက်တစ်နှစ်လျင်ဘတ်3000ခွဲဖြစ်ပြီး6လ30 ပေးချေပါမယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ဒါပြင်ဧက30အတွက် လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက်တလဘာငါးသိန်းသတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝင်းလာတဲ့နေ့မှာလုံခြုံရေးစိတ်တိုးမြင့်ပေးမယ်လို့လည်းအိုက်စာချုပ်မှာကတိပြုခဲ့တာတွေ့ရပါတယ်။၂022ခုနှစ်မေလထဲမှာ KNU နဲ့ Front Asa International Holding Group ကြားမှာစာချုပ်ထပ်ချုပ်တာမှာတော့မူလရေးအလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU ကဗိုလ်မှူးချုပ် အစင်စီတဲ့စောနေမီလင်ဦးစီးတဲ့ Truster Company နဲ့စာချုပ်ပြောင်းတဲ့ချုပ်ဆိုခဲ့တာတွေ့ရတယ်။ပြပရင်းနှီးမြုံနာတွေထဲမှာတော့ဒါရခိုင်ကုမ္ပဏီတစ်ခုနဲ့ကမ္ဘောဒီးယားနိုင်ငံတီဟာနုဘေးစီးပွားရေးအသင်းတို့ပူပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရပါတယ်။ဒီတီဟာနုဘေးဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးကျော် ွန်ဆန်ကအွန်လိုင်းလောင်းကစားလုပ်ငန်းတွေအေးအေးယူတော့မယ်ဆိုပြီး2019ခုနှစ်ဩဂုတ်လ16ရက်နေ့မှာကြော်ညာလိုက်တဲ့နောက်ပိုင်းမှာဒီအွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကိုကြောင်းရွှေ့လာတယ်လို့လည်းသတင်းသိရှိရပါတယ်။အဲဒီသတင်းအချက်အလက်တွေကိုကြည့်ရင် KKBAT စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာသင်ရှားတာတွေ့ရပါတယ်။ဝေကြီးရယူလို့မှုတစ်ခုနဲ့နိုင်ငံတော်ပိုင်မျိုးကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး နေနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့လှုပ်ဆောင်ထားတာတို့တည်ဝင်တခုမှမရှိကြောင်းတွေ့ရပါတယ်။နောက်ပြီးတော့အဲ့မြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်စားလုပ်ငန်းတွေကိုလည်းအခကျင်းွယ်ယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ဒီလုံငန်းရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။အွန်လိုင်းလောင်စားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင် ဒေတာတွေနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွတ်အောင်လှုပ်ဆောင်ပေးနေတဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ဒါပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့ကြီးစားအကြမ်းဖက်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းသာပြည်ပပြည်သူတရားလုံးကဝိုင်းဝန်းဆိုင်ကြဖို့လူချောင်းပြောကြားလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။